သူ့လူလူမျိုးတယောက်ကဟုတ်လားဝေရုပ်အဆိုင်ဖမ်းပြီးပြောနေတဲ့စကားတွေဟိုကြားရတဲ့ခါကျတော့ချီးစရာကြီးပေါ့ပို့ပြီးတော့အမြင်ကတ်သွားတာပဲဖြစ်တာပေါ့နော်ကျွန်တော်တို့မျက်လုံးထဲမှာတော့မှတော့သပိတ်ဝေးဆူပါတယ်ကြားရတာနားထဲမှာကတ်လိုက်နေပေါ့အဲ့ဒီ lobby တွေလေကြက်ကြက်တတိထားပါတယ်နော်အဲ့ဒါလေဘိုးကျုံအဆန်းစကားကိုအတုံးလိုက်အတုံးလိုက်ခိုးယူတာဘာများတော့လဲတော့မသိဘူးကြောက်စရာကြီးလေနော်တောက်စရာကြီးပဲတတိတော့ထားကြပြီဘိုးကြီးကလုံးကတကယ်လုံးတာနော်အမလေး မြောင်းလိုက်ဖေးမမလေးဆိုပြေးမပြတာနော်မလေးမြောင်းလိုက်ချစ်ချစ်တော့ကဖုံလေးရမဆိုပြေးရတယ်တာကိုယ်တို့ကလုံးမဆိုတကယ်လုံးတာမလေးမျိုးမရှိနဲ့ကဲတော့ကျွန်တော်ညီကိုမနမများအားလုံးပဲတော်လန်ညချန်လေးပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ22ရက်နေ့အတွက်ညပိုင်းသိရတဲ့မြေပြင်စစ်ရေးသတင်းလေးတွေနဲ့ဒီနောက်မှာဒါကျွန်တော်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်အောင်ညကဲတော့ပထမဆုံးတော့ကရင်ပြည်နယ်ဘက်ကတပ်ပွဲသတင်းလေးနဲ့စမယ်ဆိုရင် ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ထမ်းမြစ်မှာနေဆက်ကမင်းလက်ပန့်ကြီးရွာထဲကိုစစ်ကြောင်းထိုးလာဖို့ကြိုးစားနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ KNL တပ်မဟာ6တော်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကြားဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းမှာတပ်ဖွဲ့တွေဆက်လက်ဖြစ်ပေါ်နေပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ22ရက်နေ့ကစတင်ပြီးမြဝတီမြို့နယ်မြဝတီဝေါ်လီလမ်းမပေါ်စီအင်ဂျင်မြိုင်ကြီးရွာကနေမင်းလက်ပန့်ကြီးရွာဘက်သို့စစ်ကြောင်းပြန်ထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ KNL တပ်မဟာ6ဦးဆောင်တဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကြားမင်းလက်ပန့်ရွာထဲမှာတပ်ဖွဲ့တွေဖြစ်ပေါ်နေကြောင်းသိရပါတယ် ဒါဒီကနေ့မနက်စစ်နိုင်ကျော်အချိန်ကစပြီးနှစ်ဖက်တပ်ဖွဲ့တွေဆက်ဖြစ်နေကနှစ်ရက်တာတပ်ဖွဲ့အတွင်းအကြံဘတ်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မင်းလက်ပံကြီးရွာကတရုတ်ကြားဖြန့်ဆိုင်တွေကိုလက်နက်ကြီးကြားရောက်ပောက်ခွဲခဲ့ရမှာ၃ဦးထိခိုက်မှုရှိခဲ့ကြောင်းကရင်စစ်သတင်းမြစ်တဦးကပြောဆိုထားပါတယ်အဲ့ဒီမင်းလက်ပံရတပ်ဖွဲ့တွေအတွင်းအကြံဘတ်စစ်တပ်ကအထိနာနေကြောင်းလဲကရင်စစ်သတင်းမြစ်ကပြောဆိုထားပါတယ်ဆိုတော့ပထမဆုံးဒါကြောင့်ကရင်ပြည်နယ်ဘက်ကတပ်ဖွဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းဘက်ကိုဆက်ပြီးသွားမယ်ဆိုရင်စကိုင်းတိုင်းမုံရမြို့နယ်မုံရမန္တလေးလမ်းမိုက်မှာစစ်ရင်တန်းကိုမိုင်းဆွဲတက်ခိုက်မှုမှာအကြမ်းဖက်စစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါနိုဝင်ဘာလ22ရက်နေ့မနက်9:45မိနစ်ကအချိန်အနောက်မြောက်တိုင်းစစ်ထာနာကျောင်းမှာတပ်များကကားသုံးစီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကမုံရမြို့နယ်မအူကိတ်တို့ဝင်ရောက်သွားပြီးတဲ့နောက်ဖော်ကာတစီ12ဘင်းကတစီဖြစ်ထပ်မံထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့တွေကစွန့်ရင်ထက်ဂိတ်နဲ့မြင်းနေဂိတ်အကြမ်းမှာမိုင်းဆွဲတက်ခိုက်ခဲ့ကြောင်းသိရပါဗျာ။ ဒါအဲ့ဒီတက်ခတ်မှုတွေအတွင်းအကြံပတ်စစ်တပ်ဘက်မှဖောကားပေါ်လိုက်ပါလာတဲ့စစ်သား၅ဦးထိခိုက်သေးဆုံးမှုရှိခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်စကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒီ Greeny ပြည်နယ်ဘက်မှာဆိုရင် Greeny ပြည်နယ်ဖရူဆိုမြို့နယ်စိတ်တန်တုံပို့ဆောင်ခံရတဲ့ခမရ93တက်တဲ့ရင်မှာစစ်သားတအူးတနက်တနက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကလည်း ဒါနိုဝင်ဘာလ9ရက်နေ့မှာဖရူဆိုမြို့စီခမရ93တက်ရင်မှာစစ်သားတအုပ်ကစစ်တပ်သူပို့ဆောင်ခံရတဲ့အတွက်ကြောင့် Grenadier Army BA5 ထံသို့ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီအလင်းဝင်ရောက်လာတဲ့စစ်သားက MI1 တနက်တက်လက်လက်ပစ်ပုံးတလုံးဓာတ်ချောင်းနဲ့လက်ကင်ဖုန်းတို့ကိုယူဆောင်လာတဲ့အတွက်ကြောင့်စုကြည်ငွေချင်းမြင့်နိုင်မှု CDN ဌာနသို့ပို့ဆောင်ထားကြောင်းသိရပါဗျ။ကဲတော့နောက်ထပ်ဒီဘကိုးတိုင်းပြည်မျိုးနဲ့ကွင်ကြီးကျွော်အုပ်စုမှရွေးကောက်ပွဲမဲပေးစနစ်တရုတ်ပြဖို့လူစုနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် အုတ်ချုပ်ရေးမှုစမ်းလွင်ကိုအကြံပတ်စစ်တပ်ကဖမ်းဆီးဖို့လှုံ့ဆော်နေပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါနိုဝင်ဘာလ22ရက်နေ့မှာပြည်မျိုးနယ်အတွင်းစီကွင်းကြီးကြီးရွာအုပ်စုမှာအကြံပတ်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရေကောက်ပွဲအတွက်မဲပေးစနစ်တရုတ်ပြရန်ကြီးရွာအုတ်ချုပ်ရေးမှုစမ်းလွင်ကိုအကြံပတ်စစ်တပ်ကလူစုခိုင်းနှားခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါအဲ့ဒီလိုလူစုထားခိုင်းပေမဲ့လည်းအုတ်ချုပ်ရေးမှုစမ်းလွင်ကလူစုဘေးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ထူကြီးလာတောင်းခံပြီးဖမ်းဆီးအရေးယူဖို့လှုံ့ဆော်နေခြင်းဖြစ်ကြောင်း ဒါအပြင်ကြံစည်နေသောကြေးရွာအုပ်စုများမှအုပ်ချုပ်ရေးမှုတွေကလည်းအဲ့ဒီလိုအေးအေးယူခံရမှာကိုကြောက်လန့်နေကြကြောင်းသိရပါတယ်။ကဲတော့ငါတို့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့မင်းတို့အုပ်ကြီးတွေအခုကြတော့လေမင်းတို့အလှပြန်ရောက်လာပြီတော့နော်။ဒါငါတို့တော်လိုင်းတက်ဖွဲ့တွေကမင်းတို့ကောင်တွေကိုဘာမှလောက်ရသေးတာမဟုတ်ဘူးเนาะဒါမင်းတို့စစ်ခွေတက်ကပဲအခုလိုပြန်လုံနေတာဆိုတော့ဒါဘယ်လိုပြောရမလဲဒါကိုယ်တိုင်နဲ့ကိုယ်ကံပါပဲကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းမုံရောင်မြို့နယ်ရတုံရွာနဲ့ ဘူတောင်းကံရအကြမ်းမှာစီးတဲ့နေရင်တဲများကိုအကြမ်းဖက်စစ်ခွေတက်ကဂျဲရိုကော်ပလာနဲ့ဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အသက်9နှစ်နဲ့စစ်နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ3ဦးတေဆုံးခဲ့ပါတယ်ဆိုတော့နောက်ထပ်စိတ်မကောင်းစရာသတင်းလေးကလည်းဒါဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်10:00ကျော်အချိန်ကအနောက်မြောက်တိုင်းစစ်ထာနာကျုံမှတက်လာတဲ့ဂျဲရိုကော်ပလာတွေကမုံရမြို့နယ်ရတုံရွာနဲ့ဘူတောင်းကံရအကြမ်းမှာစီးတဲ့တော်တဲများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတက်ခိုက်ခဲ့ကြောင်းသိရပါတယ် ဒါအေးအကြံပတ်စစ်ခွေတက်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်အသက်7နှစ်အရွယ်မအီဆွေဖြိုးအသက်9နှစ်အရွယ်မောင်ဟိန်ထက်နဲ့အသက်30နှစ်အရွယ်ကိုအောင်စိုးထိပ်တို့တိတ်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ကဲတော့ဒီကောင်တွေစစ်ခွေတက်ကတော့ဘယ်လောက်ထိမတ်ရိုင်းလဲဆိုရင်အဲ့ဒါသာကြည့်ပြီးတော့နော်။ဒါမင်းတို့လုတ်ပိုင်ခွေစီတုံကတော့မင်းတို့လုတ်ထားကြအောင်တနေ့နေ့မင်းတို့ခံရတဲ့အလှည့်ရောက်လာရင်တော့မင်းတို့ခံနိုင်စီအောင်စူးစမ်းထားကြအောင်ပေါ့နော်။ကဲတော့ဆက်ပြီးတော့ဒီမကွေးတိုင်းဆက်လင်းမြို့နယ်စေသူစင်ကုန်းကြေးရဖယောင်းဝင်းအတွင်းစီ ြေးပိတာစစ်စစ်ကြောခန့်စီးတဲ့ခေါလောင်ကိုပြူစောဒီကောင်းဆောင်အုပ်ချုပ်ရေးမှူးထုံးနိုင်အဖွဲ့ကခိုးယူခဲ့ပြီးတဲ့နောက် PDF အဖွဲ့ကလောက်ဆောင်ခဲ့တယ်လို့လင်းလင်းဝါဒဖြန့်နေပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့မှာမကြီးပင်ဘူးကြေးရအုပ်စုစေတုစင်ကုန်းကြေးရဖရာဝင်အတွင်စီအလေးချိန်ကြေးပိတာစစ်စစ်ကြောခန့်စီးတဲ့ခေါလောင်ကြီးကိုပြူစောဒီကောင်းဆောင်အုပ်ချုပ်ရေးမှူးထုံးနိုင်အဖွဲ့ကခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဒါအဲ့ဒါလို့ခိုးယူသွားပြီးတဲ့နောက်အကြံပတ်စစ်ခွေတက်ကိုအုတ်ချုပ်ရေးမှုထုံးနိုင်ဥဆောင်တဲ့ပြူစောရီအဖွဲ့က PDF များကလာရောက်ခိုးယူသွားတယ်လို့လိမ့်လေတန်ကြားခဲ့ပြီးစစ်ခွေတွေကိုကြေးရွာအတွင်ခေါ်ဆောင်လာခဲ့ကြောင်းသိရပါဗျ။လက်ရှိအချိန်မှာအဆိုပါခေါလုံပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးအကြံဘတ်စစ်ခွေတက်ကစစ်သူစင်ကုန်းကြေးရွာအတွင်ဖော်ကား၂စီးလက်ထွက်ကား၃စီးအင်အားဆက်ဆက်ကျော်ဖြင့်ရောက်ရှိလာကတိုင်တက်တိုင်စင်းလိုင်းလံစာဖွင့်နေကြောင်းသိရပါဗျ။ဒါအဆိုပါစစ်သူစင်ကုန်းကြေးရွာဖျားဝင်းနဲ့အနီးဆုံးနေရင်ကပြူစော်ဒီခေါင်းဆောင်အုပ်ချုပ်ရေးမှူးထွန်းနိုင်ရဲ့နေရင်ဖြစ်ပြီး၎င်းလောက်အခန့်ပြူစော်ထီးတွေကဖျားဝင်းကျင်ကိုနေစဉ်လှက်ကင်ပတ်နေကြောင်းသိရပါဗျ။ ဒါအပြင်အဒီပျောက်ဆုံးသွားတဲ့အလေးချိန်ပိတ်တာဆစ်ဆက်ကျော်စီးတဲ့ကြေးခေါလောင်းကြီးကလူငါးဦးကဝိုင်းဝန်းတဲဆောင်ရပြီးသုံးဘင်းဆန်ခဲ့ကားနဲ့နွားလဲစီမတည်ယူနိုင်ပြီဖြစ်ကြောင်းဒေသခံပြည်သူများကဆက်လက်ပြောဆိုထားပါတယ်။အဲတော့ပြည်သူတွေရဲ့ပစ္စည်းတွေကိုခိုးယူဓမြတိုက်အောင်မကသေးဘူး။အခုကဒီဖျားမှလှူဒန်းထားတဲ့ပစ္စည်းတွေကိုပါခိုးယူလာပြီဆိုတော့မင်းတို့ရဲ့ဘဝကတော့တကယ်ကိုမတွေ့ရစရာပဲနော်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဝရမ်ပြတရားခံအဖြစ်စောက်တာခံရတဲ့မင်းအောင်လှိုင်မှာ ပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ဖို့အခွင့်အာဏာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံးခရင်ယူကပြည်သူများထံသို့တရားဝင်အသိပေးကြေညာလိုက်ပါတယ်။ဒါလက်စီဒီအကြံပတ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုခရင်ယူအနေဖြင့်လုံးဝဆန့်ကျင်ပြီးပြည်သူများအနေဖြင့်လည်းတမိုင်းတရက်ခံမဖြစ်ဖို့အတူရောက်ရေကောက်ပွဲကိုဆန့်ကျင်စို့ဟူသောပြွေးကြော်တံဖြင့်ဆန့်ကျင်ရမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်မစင်ကပြုလုပ်မဲ့လွတ်လပ်မှုမရှိနိုင်ငံတကာအသိအမှတ်မပြုသောထောင်ချောက်ဆင်အတူရောက်ရေကောက်ပွဲကိုကော်တူးလေးနဲ့မြန်မာတိုင်းနိုင်ငံလုံးစီတိုင်းရင်းသားပြည်သူလူထုအားလုံးကံကွက်ဆက်ကျင်ကြရန်ခရင်ယူကထပ်မံအသိပေးနှိုးဆော်လိုက်ပါတယ်။ကဲတော့ငါတို့ပြည်သူလူထုကလည်းမထောက်ခံနိုင်ငံတကာကလည်းမထောက်ခံတဲ့မင်းတို့ရဲ့အတူရောက်ရေကောက်ပွဲကြီးကိုဘယ်လိုတွေဆက်သွားမလဲဆိုတာကတော့ငါတို့အနေနဲ့စောင့်ကြည့်ကြသေးတာပေါ့နော်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရဲ့သတင်းလေးတွေကတော့ဒီလောက်ပါပဲ။ ဒီနောက်မှာပထမဆုံးဒီအမေရိကန်ရဲ့ဒါမြန်မာနိုင်ငံမှာစီးတဲ့ကြားပြတ်နှိမ်နှင်းနဲ့ပတ်သက်ပြီးတော့ဒါ DVV သတင်းဌာနရဲ့မေးမြန်းခန်းတွေကဥကျင်းဆွေရဲ့သုံးသက်ချက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဆိုတော့ကျမဒီညမှာတခုစဉ်းစားမိတာကျွဲခုရေပါဆိုသလိုပေါ့ဆရာရဲ့အခုအစကစကလည်းရွေးကောက်ပွဲလုပ်ဖို့ကြံနေတယ်ပေါ့ဆရာရဲ့လာမဲ့ဟိုဒီဇင်မှာမှသူတို့ရွေးကောက်ပွဲလုပ်ဖို့လုပ်နေတယ်ဆိုတော့အခုလိုပေါ့နော်ဒီအောက်လွတ်တော်နိုင်ငံသားကြီးကော်မတီမှာကြားနာတဲ့ကိစ္စတွေရောနောက်အမေရိကန်အစိုးရကစပြီးတော့ခြေလှမ်းလှမ်းလာတဲ့ဟာတွေကဘယ်လောက်အထိအဲ့ဒီအပေါ်မှာသွားပြီးတော့တည်ရောက်မှုရှိနိုင်တယ်လဲဆရာ ဒီ scam center တွေနဲ့ပတ်သက်ပြီးတော့နော်ဒီဟိုနေပြည်တော်နဲ့ဒီ scam center တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီကအသက်တွေအထောက်အထားတော်တော်များများရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာဖတ်ရတယ်ဗျာနော်တချို့အဖွဲ့တွေအဲ့ဒီ C4ADS ဆိုတာ Center for နော် Advanced Defense Studies ကာကွယ်ရေးအထူးနော်လေ့လာတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကသူတို့ဒီ telephone sector တွေနော်အဆက်အသွယ်လုပ်တာတွေ ဲ့ဒါတွေအကုန်လုံးကို तू က geo positioning ဆိုတာเนาะဘယ်တရားနေစတယ်ဘယ်နေရာဆုံးတယ်เนาะအဲ့ဒါတွေကိုတို့ကဟိုဟိုကပတ်သားထားပြီးတော့เนาะဟို file လုပ်ထားလို့ရတယ်အဲ့တော့တို့တွေကဒီနေပြည်တော်နဲ့ဒီကြားဖြတ်နော်နေရာတွေနဲ့အဲ့ရအဆက်အသွယ်ရှိတယ်လို့ဘာလို့သူတို့တက်တဲ့အထောက်အထားရှိတယ်လို့ပြောနေကြတယ်ဗျ။ဟုတ်ကဲ့။ဒီသူဟိုကျွန်တော်တို့ဇာတ်လွတ်တော်ကလေနော်ဒီဟိုအဲ့ဒီ Jefferson Street တို့ဘာလို့ကအဲ့ဒီလိုဟိုအထောက်အထားတွေကိုတစ်ချိန်လုံးစုဆောင်းနေတယ် ပြီးတော့ FDI ကြတော့သူ့ကိုသတင်းပေးခြင်းပေးလို့ရတယ်နော်အဲ့တော့သတင်းပေးတာတော့မဟုတ်မှန်သတင်းနေလေညနေမှာဆိုလို့ကျွန်တော်တို့က short တော့ short ခိုင်းရတယ်မသူတို့သေသေးချာချာတော့ဒီကဟိုလေ့လာပြီးတော့နော်ဟိုတိတိကျကျဖြစ်အောင်တော့ထိရောက်အောင်တော့သူတို့လုပ်ကြမယ်သဘောရှိတယ်အဲ့တော့တရားရေးဝန်ကြီးဌာနပါတယ်ဆိုတာကလူဖမ်းလို့ရှိရင်ယူရီးယားမှာမိလို့ရှိရင်အမေရိကကိုခေါ်လာပြီးတော့အမှုစစ်ဖို့အတွက်ကိုတရားရေးဌာနကမှလုပ်လို့ရတယ် နော်အဲ့ဒါကြောင့်တို့တို့ဒီအရာဒီအကုန်လုံးကိုကျွန်တော်တို့ကဖွဲ့စည်းထားတယ်လို့ယူဆတယ်လေ ခဲ့ပါဆရာဟုတ်ကဲ့ဆိုတော့လေဆရာဟိုညီကုန်းချုပ်အနေနဲ့ပေါ့ဆရာအခုမြန်မာနိုင်ငံအတွင်းမှာလည်းအခုကလေဟိုဗာပြည်တွင်းစကားလည်းဖြစ်နေတယ်ပေါ့နော်ဒီဖက်မှာလည်းတစ်ဖက်မှာလည်းတော်လိုင်းအင်အားစုတွေကလည်းရှိတယ်ဒီကြားထဲမှာပဲဆက်ကဆာ youth ကပွဲကလည်းအာလုံတော်မယ်ဆိုတာမျိုးဖြစ်နေတယ်ပေါ့လေဖြစ်ပြီးတော့တခါတည်းနဲ့နောက်ဟိုတချို့ကလည်းဒါ UN မှာဥကြုံမှုထွန်းနေရဘူးကိုပဲပေါ့နော်ဆက်ကဆာဘက်ကအစားထိုးသွားမလားဆိုပြီးဒီလိုစိုးရင်ပူပန်နေကြရမျိုးကြီးလည်းရှိတာပေါ့လေဆိုတော့ဆရာအဲ့လောက်ဒီစိုးရင်စီကလိုလားပေါ့ဒီလိုဖြစ်လာတဲ့အနေအထားတွေအောက်မှာဆရာဘယ်လိုမြင်လဲအဲ့ဒါလေးကိုညီကုန်းချုပ်ဆွေးနွေးပေးပါလားဆရာအဲ့တော့အဲ့ဒါကိုကျွန်တော် ဟိုနည်းနည်းဟိုကျွန်တော်ပြောစရာလေးရှိတယ်ဗျ။ဟုတ်ကဲ့။ဒီစက္ကဆာ lobby တွေငှားထားတယ်။ဟုတ်ကဲ့။ဒီ lobby တွေကလည်းတို့ဒီကအမတ်တွေချင်းကပ်မှာပဲ။အဲ့တော့မနေ့တော့ကတချို့တွေမေးတာနော်။ဟောပြောတာတွေကဟောစက်ဟိုစစ်တပ်နဲ့ဟိုတရုတ်နဲ့ကတလောက်ကြီးသဟဇာတာမဖြစ်ဘူးပေါ့။နော်တရုတ်ကလည်းစစ်တပ်ကိုလုံးဝမယုံဘူး။ ကူကြိုက်တာမဟုတ်ဘူးတရားရတိုင်းတော့စစ်တပ်ဘက်ကလည်းအဲ့ဒီလိုပဲသဘောရှိတယ်။အဲ့တော့သူတို့မတက်တာလို့ပေါင်းနေရတာမျိုးဆိုပြီးတော့ပြောကြတယ်။ပြောကြပြီးတော့အမတ်တယောက်ကမေးတယ်။အဲ့ဒါဆိုလို့ရှိရင်အမေရိကန်ကတရုတ်ကိုအစားထိုးလို့မဖြစ်ဘူးလားဆိုတာ။ဒါပေမဲ့အဲ့ဒါကို Stimson Center Steve Ross ကသူကရှင်းရှင်းလင်းလင်းဖြေသွားတာ။အခုစစ်တပ်ကရာဇဝေးကောင်ဖြစ်နေပြီ။နော်။သူ့ကိုဒီနီးနဲ့နော်တူတူဒိုက်ရိုက် အမေရိကန်နေနဲ့ဆက်ဆံလို့อ่ะမဖြစ်ဘူးအဲ့ဒါကိုရှင်းရှင်းလင်းလင်းဖြေသွားတယ်เนาะပြီးတော့ဒီအမ်ဟို share election နဲ့ပတ်သက်ပြီးတော့เนาะဒီ election ဟိုဒီဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေအကုန်လုံးလို့လို့อ่ะဒီရွေးကောက်ပွဲကိုလက်မခံဘူးเนาะပြောသွားတယ်အဲ့တော့ဒီရွေးကောက်ပွဲอ่ะလုတ်တာเนาะဒီစစ်တပ်ကိုတရားဝင်အောင်လုတ်တာမျိုးဖြစ်နေတယ်အဲ့လိုမျိုး ဖြစ်သွားလို့ရှိရင်သူတရားဝင်သွားလို့ရှိရင်ဒီ scam center တွေကိုနှိမ်နှင်းမှုပို့တောင်ခက်သွားမယ်ဆိုပြီးတော့လေအဲ့တော့ပြီးတော့မှဒီမနေ့က hearing နဲ့တော့သိဆိုင်နေရဒါပေမဲ့အဲ့ဒီဟို USCC เนาะသူကအဲ့ဒီတရုတ်နဲ့ဟို American နဲ့သူတို့ဒီစီးပွားရေးเนาะအဲ့ဒါမျိုးဆက်ဆံမှုတွေဘာတွေကိုလေ့လာတဲ့အဖွဲ့ကသူ July ရဲ့အဲ့ဒီဟို report တစ်ခုထုတ်ထားတာရှိတယ်အဲ့ဒီ scam center ရဲ့နောက်ွယ်မှာเนาะတရုတ်အစိုးရဘယ်လိုပတ်သက်နေလဲဆိုတာလေ အဲ့တော့ scam center တွေကတိကျအစိုးရနဲ့လည်းမကင်းဘူးဆိုတာလေအဲ့တော့အဲ့ဒါတွေအကုန်လုံးကိုခြုံကြည့်လိုက်လို့ရှိရင်ဒီ scam center တွေကိုတိုက်ခိုက်တာနော်ဟိုတရုတ်အစိုးရကိုတွယ်ဝိုက်ပြီးတော့တိုက်ခိုက်တာမျိုးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ငွေကြေးစီစဉ်မှုကိုနော်ဟိုတကယ်ပိတ်ဆို့နိုင်တယ်ဆိုလို့ရှိရင်နော်ဒီဒေါ်လာရေးအတွက်အကျိုးရှိမယ်လို့ကျွန်တော်တို့ကမြင်တယ်ဗျာကဲတော့ဒါကြောင့်တော်လိုင်းအင်အားစုရဲ့အနေနဲ့ကလည်းဒါအခုလို့ရလာတဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးချနိုင်လိမ့်မယ်လို့ဒါကြောင့်အနေနဲ့မျှော်လင့်ပါတယ်နော် ကဲတော့နောက်ထပ်ဒါပြီးခဲ့တဲ့နေ့ကကျွန်တော်လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့လေးတောင် အတုခိုးပြီးတော့ချင်းလာ6လနဲ့ပေါ့လို့ပေးစားတွေတက်ပြောနေတဲ့ဒီပြောင်ကြီးကိုကိုကြီးကိုဒါကိုကြီးကျော်တိတ်နဲ့မတ်တဲတဲကဘလို့တွေအမိလှန့်ချိုးထားပေးမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဗါရဲနိုင်ငံတူပြည်ပြောင်းလဲကိုအတွက်ဘဝတွေပေးဆက်ပြီးတော့လုံနေတယ်လို့ဗါရဲလော်ဘီအုပ်စုကိုပြက်ပြက်သားသားပြောရတယ်လို့ဘယ်သူမျိုးကြီးကျိုးနေလဲတော့မသိဘူးညာလော်ဘီအုပ်စုဆိုတော့နောက်ဗါရဲ နိုင်ငံရေးပလက်ဖောင်းကိုဖြည့်ဆည်းမပြည့်နဲ့ဗားတယ်အခက်မသိရင်မယုံတင်ကောင်နဲ့စစ်မေးတာဖမ်းဆီးတာခံရနိုင်တယ်အဲ့ဒီ NDA တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီးလန်းနဲ့ပြုပြင်ပြောင်းလဲဖို့စ조사နေတဲ့လူတွေနိုင်ငံရေးပလက်ဖောင်းကိုဖြည့်ဆည်းမပြည့်နဲ့ဟာဗျာကျွန်တော်ကျွန်တော်မပြောချင်ဘူးလေလားကြားရနားထဲမှာဒီခါလိုက်တာခါလိုက်တာဆိုတာမှဗျာပြောချင်ကိုပြောချင်ပြီးတော့ဗာလဲအဲ့ဒီ lobby တွေလည်း ကြက်ကြက်တတိထားပါတယ်နော်အဲ့ဒါလေဘိုးကျောင်းအဆန်းစကားကိုအတုံးလိုက်အတုံးလိုက်ခိုးယူတာကျွန်တော်ပြိတ္တနဲ့ပြောရတာမဟုတ်လို့ပြိတ္တကိုပြောရတာမဟုတ်လို့ကျွန်တော်မရိုင်းဆိုင်တယ်လို့ကျွန်တော်ပါစားတယ်မှာပြောခြင်းနဲ့စကားတလုံးကမစောက်မှာရောက်နေတယ်နော်ဘိုးကျောင်းအဆန်းစကားကိုအလုံးလိုက်ယူထားတာကြက်ကြက်တတိထားပါဘာများလုပ်လဲတော့မသိဘူးပြောက်ကြောက်စရာကြီးလေနော်တောက်စရာကြီးပဲတတိတော့ထားကြပြီဘကိုကြီးတို့ကလုပ်နေတကယ်လုပ်တာနော်အမလီမြောင်းလိုက်ဖေးမမလေးဆိုပြေးမပြစ်တာမမလေးမြောင်းလိုက်ချီချီချီတော့ကဖုန်လေးရမယ်ဆိုပြေးရက်တယ်တာပူကြီးကလုံးမဆိုတကယ်လုပ်တာမလေးမယုံရှိနဲ့ဟာလေဟိုဆွတ်လို့ပြီးတော့ထောင်နှစ်စီမဲ့ ိုကိုကိုဖို့မတူတော့ဒီလားနော်သူ့လိုမျိုးထောင်ရှိကြရတယ်အများကြီးရှိအဲ့လိုလူမျိုးတွေလည်းဒီနေ့ငွေဦးတော်လည်းရေးမှာသူ့ထက်အများကြီးပိုကျိုးစွန့်ပြီးတော့ပါနေတဲ့လူရှိအသက်ဆုံးသွားတဲ့လူတွေရောရှိနော်ကိုကိုကြီးတက်လာတယ်အဲ့လောက်ဒါရင်းနဲ့ပတ်သက်ပြီးတော့ဒီမှာသူ့လိုမျိုးဘုံဖော်ပြီးတော့ပြောနေနော်ဒါကဘုံမောက်ရမယ့်ကိစ္စလည်းမဟုတ်ဘူးကေတူနော်ဘာလဲဘဝပေးပြီးလုပ်နေတယ်ဘာတွေနဲ့ဘဝပေးနေလဲလုံဆမ်းပါဘာတွေဘာဘဝတွေပေးနေလဲဟမ် ပြောရင်မကောင်းဖြစ်တော့ငယ်ကျွန်တော်ပြောချင်ဘူးမအားလာပေးမယ်မင်းအောင်လိုက်ပေးမယ်အယိုးအရင်လေးနိုင်ငံရေးအယိုးအရင်လေးဂျောင်းဂျိုးဂျောင်းသားနေပြီးကိုက်ရဖို့လုပ်နေတာဘာတွေဘာတွေဘဝတွေပေးတာဟမ်အဲ့အယိုးအရင်တော့မှလုပြီးတော့ကိုက်နေကြတာပါဟုတ်မှန်တယ်နိုင်ငံရေးလို့နိုင်ငံရေး platform လို့ဘာလဲအဲ့နိုင်ငံရေး platform ဖြစ်စီတာဘာလုပ်လဲနော်အများလူလူကမဲဆန္ဒနဲ့ညီရောက်တင်းအောင်ထားတဲ့အစိုးရကိုအာဏာသိမ်းတာဘာလုပ်လဲအဲ့ဒီနိုင်ငံရေး platform ဆိုတာကိုဖြစ်စီတာ main online ဟာ main online ကြည့်ကြည့်ရဲ့နော်မသိသေးရင်ထပ်ပြီးတော့ပြောမယ်ငါတုံးရဲ့အဲ့ဒါ main online နော် ဖြည့်စည်းပြီးမှအခုအတူတောင်ရွေးပေါက်ပွဲလုပ်မှာ哦နော်တစ်သလုံးကရွေးပေါက်ပွဲဝင်ပြိုင်လို့လည်းပဲကိုကိုကြီးတို့ကနိုင်စရာတောင်းရှိချက်ပွန်ခီလို့လို့ပဲနော်ဒေါ်စန်းစုကြည်သာ NLD ကိုဥဆောင်နေသည်ဖြင့်ဒေါ်စန်းစုကြည်ရှိနေသည် NLD ပါတီကရွေးပေါက်ပွဲဝင်နေသည်ဖြင့်ကိုကိုကြီးတို့ဆိုတာဘယ်နေရာကဝင်ဝင်ဘယ်တော့မှနိုင်မှာမဟုတ်ဝင်လဲဝင်ငယ်ပြီနော်ဝင်ငယ်ပြီနိုင်မှာမဟုတ်အခုကြတော့မှနော်အဲ့ဒီမျိုးဟိုပြန်သူတို့သူတို့အရှုံးပေးရမယ်လို့ရှုံးမဲ့လူတွေမရှိဘူးရှုံးမဲ့ပါတီမရှိဘူးဆိုတဲ့ခါကြတော့မှတကူကမရခဲ့တဲ့အခွင့်အရေးဝင်နေနေပြီဆိုပြီးတော့ခါရဲ ိုင်ငံကြီးဖြေချုံလိုက်စီတာဘာနိုင်ငံကြီးပလက်ဖောင်းဒါရဆဆစစ်တပ်ကပေးတဲ့နိုင်ငံရေးကိုပို့ဖာတာယုံလို့လုပ်ချင်လို့သူများတွေကိုလာပြီးတော့ဟိုလူကဖြက်စီးပါတယ်ဒီလူကဖြက်စီးပါတယ်ရှောက်ဆွဆွဲနေနေတယ်ရှောက်ဆွဆွဲနေတယ်အထက်စီးတဲ့လူတွေကနိုင်ငံရေးပလက်ဖောင်းကိုဖြက်စီးနေတာမဟုတ်ဘူးမင်းတို့အားပေးအားမြောက်လုပ်ပြီးတော့เนาะတက်ဆိုးရှင်အောင်လုပ်နေတဲ့နော်မင်းပြောတယ်မင်းကိုထောင်နေဘယ်လောက်ချခဲ့ပါတယ်လို့မင်းပြောတယ်စစ်အာဏာရှင်ကိုမြမမြေပေါ်မှာလုံးဝ ်ဘောင်းထောင်မလာနိုင်အောင်အမြင့်ပြတ်အမြင့်ဖြတ်ရှင်းတယ်ဘယ်နိုင်ငံရဲ့ platform ကိုဖျက်ဆီးနေတာမို့အဲ့နိုင်ငံရဲ့ platform ကိုလည်းဘယ်သူမှစိတ်ဝင်စားအောင်ရှိတယ်ဆိုရင်တော့မင်းမဘာနိုင်ငံရဲ့ platform မင်းတို့မှဘာနိုင်ငံရဲ့ platform မှမရှိဘူးစစ်တပ်ကပေးတဲ့အယိုးရင်းနဲ့ရှိတယ်ပို့ရရှောက်ပြောနေဘာလဲကြီးကြီးနိုင်ငံရဲ့ platform တို့သားတို့ကျွန်တော်ပြောရင်ကိုကြောမအောင်သူစကားမှပါသေးတယ်ဘာလဲစစ်မေးဖမ်းဆီးတာခံရနိုင်တယ်ဆိုတာဒါကတော့ဒါကတော့ဒါဒါဒါဂူဂူကြီးကဂူဂူကြီးကမြန်အောင်လမ်းပပလေးထည့်လိုက်တာလေလေ မပါလိထက်လိုက်တာပဲနေအောင်လိုင်းတို့ကဒီမိုကရေစီပြောတယ်ဟလာလူတွေဘာညာပေါ့ဗျာဘိုင်ဒန်ဒီမိုကရေစီပြောတယ်ဒါပေမဲ့သူတို့ကကြောမလုံပါဘူးသူတို့တွေ NDA ဂျားကလုံနေရတာပါတမသိရင်သူတို့ကမယုံသင်တာဖြစ်ပြီးတော့အချိန်ကြီးဖမ်းခံရနိုင်ရပါတယ်အစ်စ်မေးခံရနိုင်ခံရပါတယ်အဲသူတို့ကတကယ်ဒီမိုကရေစီအပြည့်အဝလွတ်လပ်ခွင့်နဲ့လုပ်နေရတာမဟုတ်ပါဘူး။အဲသူတို့ကကြီးကြီးကြောင်ကြီးနော်ကြီးတန်းတောင်းပေါင်းကြည့်ပြီးလုပ်နေရတာဒါဒါမင်းအောင်နိုင်ပါပါလေးထည့်လိုက်တာဒါသိလား။ဒါဒါနိုင်ငံတကာကပြောနေတဲ့နော်ဒေါ်လာအရေးအစုတွေကပြောနေတဲ့ဒီရွေးကောက်ပွဲဒီဘာမှလွတ်လပ်မှုမရှိဘူး။ လားတရားနာတမှုမရှိဘူးဘာညာဆိုတာတွေကိုပူကြီးကပါပါလီတက်တည်ပြလိုက်တာဘူးကျော်မောင်ကြီးပါပါလီတက်တည်ပြလိုက်တာနော်နေအောင်လိုက်နေအောင်လိုက်နေ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 တတိထားနော်ကြည်နော်မင်းဒေသာကြည်နော်အဲ့တော့ဒီဘောကိုကြည့်ကြည့်လေအဲ့တော့မင်းကအချိန်မီးဖန်ဖန်နိုင်နေစီချမ်းနိုင်နေစီမီးအဲ့ဒါမင်းနိုင်ငံရေး platform မင်းနိုင်ငံရေး platform အလို့ကြီးလားဟမ်မင်းနိုင်ငံရေး platform အလို့ကြီးလားအဲ့ဒါပြောတော့စစ်တပ်ပေးတဲ့နိုင်ငံရေးလှုပ်ပြီးတော့အန်ဒီယာဂျာကလှုပ်ရပါမင်းဘယ်သူကရိုက်ပြီးတော့လှုပ်ခိုင်းလို့လေမင်းဘယ်သူကရိုက်ပြီးတော့လှုပ်ခိုင်းလို့လေ နော်ဒေါ်ဆန်းစုကြည်တို့ဥဆောင်တဲ့ NLD စိုးရလက်ထက်မှာလည်းငွေအဲ့လိုပဲလုတ်ခဲ့ရမလားဘယ်အဲ့အဲ့တော့ကလည်းရှင်းကြည့်အောင်လေဒီကျုပ်ရဲ့မြန်မာနိုင်ငံကြီးအဲ့လောက်ငါတစ်ခါလည်းပြောဥပါတယ်မြန်မာနိုင်ငံကြီးကမင်းတို့ကဟိုပါမြန်မာနိုင်ငံကြီးကဒဲဟု0မြန်မာနိုင်ငံကြီးကမင်းတို့ကောင်းတယ်မှာမင်းတို့ကောင်းတယ်မှာအစွန်အစွန်ကောင်းတယ်မှာရှိတာပဲရှိတယ်မင်းတို့ကောင်းတယ်မှာမင်းတို့မင်းတို့ကမင်းတို့ကိုချိုးရှာတယ်ကောင်းတယ်ကောင်းနော်ပြီးတဲ့အခါကျတော့မင်းတို့ကမင်းတို့ကိုတိုင်ကစေအနာရှင်ကိုအားပေးတာဖြစ်တဲ့အတွက်ကေကျုမင်းဒီလဲပဲအခွင့်အရေးသာရလူကတော့မင်းကကိုတိုင်အာနာရှင်လုံးမယ် လူမျိုးလို့ဂျီနီယာကနေတခါတည်းတက်တက်သားသားပြောလိုက်တယ်ဟေးဟုတ်ကဲ့ပါဒီနေ့ဘလူးဆိုင်းတီဗီတော့မဲဆွယ်နေတဲ့ဥပဂူရဲ့ဗီဒီယိုပိုင်းကိုကြည့်လိုက်ရပါတယ်ပထမဆုံးသတိထားမိတာကတော့သူဟာလွန်လည်ရေးသမားတွေကိုအင်မတန်ဒေါသထွက်နေပုံရတယ်ဒုတိယသတိထားမိတဲ့အချက်ကတော့ဘူဂျုတ်အောင်ဆန်းရဲ့ပြောဟန်ဆိုဟန်လီယူလီသိန်းအနေနဲ့စကားပြောတော့တွေ့ရပါတယ်အဲ့တော့ဒီညမှာတစ်ခုလောက်ပြောချင်တာကတမိုင်းဝင်သွားတဲ့ ခေါင်းဆောင်တွေသူရဲကောင်းတွေတမိုင်းဝင်မဲ့ခေါင်းဆောင်သူရဲကောင်းတွေဆိုတာကအစားထိုးလို့မရပါဘူးသူတို့ရဲ့ဖန်ပန်မူရာတွေနဲ့အစားထိုးလေပြည်သူရဲ့နှလုံးသားကိုဆွဲခွန်နိုင်မှာမဟုတ်ပါဘူးပို့ပြီးတော့အမြင်ကတ်တော့လာပဲရှိမှာပါတခုတော့ရှိတာပေါ့ပြည်သူနဲ့အတူတူရက်တည်နေပြီးတော့မှအမှန်တရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတော့ပြက်ပြက်သားသားတော်လန်နေတဲ့လူမျိုးတယောက်ရဲ့လုပ်ပုံကင်ပုံတွေကဒီခေါင်းဆောင်နင်းနီးတော်နေတယ်ဆိုလို့ရှိရင်တော့ဒါကသူလေသူရဲကောင်းပါလားဆိုတဲ့အတိမှန်ပြုတ်မှုမျိုးတော့ရမှာပါ ဒါပေမဲ့ဤသူရှင်ထဲမှာကြံခဲ့တဲ့ကြာရှုံသွားပြီးသားဖြစ်တဲ့ခေါင်းဆောင်တွေရဲ့နေရာဟန်ပန်အမူအရာတွေနဲ့တော့ပြည်သူမလုံးလောက်ဖန်ဆာလို့မရနိုင်ဘူးဆိုတော့ကျွန်မကပြောချင်တာဖြစ်ပါတယ်ပို့ပြီးတော့အမြင်ကတ်သွားတာပဲဖြစ်တာပေါ့နော်ကျွန်မတို့မျက်လုံးထဲမှာတော့မှတော့သပိတ်ဝေးဆူပါတယ်ကြာတာနားထဲမှာကတ်လန်ရင်းနေပေါ့ဒီသူ့လူလူမျိုးတစ်ယောက်ကဟာလားဝေကျုပ်အဆိုင်ဖမ်းပြီးပြောနေတဲ့စကားတွေဟိုကြားရတဲ့အခါကျတော့ကြီးစရာကြီးပေါ့နိုင်ငံရေးထွက်ပေါက်အနေနဲ့ဖြေရှာလို့ရတယ်ဆိုတော့ ဟိုလမ်းကြောင်းကိုရှင်းရတော့အများအားပြောတာပေါ့ရှင်။ဒါပေမဲ့နိုင်ငံရေးထွက်ပေါက်နဲ့အဖြေရှာလို့မရဘူးဆိုတာရှင်းလို့ကိုယ်တိုင်လည်းသိပါတယ်။နော်ရှင်းလို့ကိုယ်တိုင်လည်းသိပါတယ်။ချိသမျှအပေါက်တွေအကုန်ပိတ်ပြီးတော့မှရွေးကောက်ပွဲလုပ်နေတဲ့ကိစ္စကြီးကိုဘယ်အပေါက်ကရှင်းတော့နိုင်ငံရေးထွက်ပေါက်ဖြစ်နေသွားပြီးအတုံးချသွားပြီးတော့အော်ဝမှလည်းနော်အဲ့လွတ်တော်ထဲမှာရှင်းတော့အော်ခွင့်လည်းမရှိပါဘူး။ရှင်းတော့လွတ်တော်ထဲဝင်ခွင့်ရရင်တော့ကန့်ကောင်းရှင်။နောက်တစ်ခုကကျွန်မပြောပြလိုက်မယ်ရှင်တော့ ဟိုစူးစမ်းနေတဲ့ဒီရွေးကောက်ပွဲရှင်တို့ဝင်ပြန်ခွင့်ရဖို့အတွက်ရှင်တို့အမျိုးမျိုးစူးစမ်းတယ်အမျိုးမျိုးပြည်သူမုံအောင်ရှင်တို့ပြောနေတယ်ဟိုဒီစစ်တပ်ကမင်းအောင်လိုင်းပြော ပြောပြောရမယ့်စကားတွေကိုရှင်တို့မင်းအောင်လိုင်းကိုစားတယ်ရှင်တို့ပြောနေတယ်နော်ရှင်တို့အမျိုးမျိုးစူးစမ်းနေကြတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့တွားနေတဲ့လမ်းကြောင်းကဟိုစန့်ကျင်ဘက်ပဲရှင်တို့လုံနေတာအနေနဲ့လုံးဝစန့်ကျင်ဘက်ပဲအစတည်းကနိုင်ငံရေးအရဆွေးနွေးမယ်ဆိုတဲ့အကြံစီမျိုး ရှိခဲ့မယ်ဆိုရင်ပြည်သူလူထုဟာလက်နက်ကင်ပြီးတော့တော်တယ်ထွက်ခဲ့မှာမဟုတ်ဘူးအသက်ပေးပြီးတိုက်ခဲ့ကြမှာမဟုတ်ဘူးเนาะရှင်တို့ပါဇက်ကတာမကြောက်တတ်ပါဘူးလို့ပြောနေတာရှင်တို့အခုပြောနေတဲ့ဇကားတွေကရှင်တို့ကစကလုံးကိုရွေးချယ်ပြီးတော့စစ်ကောင်စီအာဏာရှင်တွေကိုမထိမဲ့စကလုံးတွေကိုပဲရှင်တို့ရွေးချယ်ပြောနေရတာပြည်သူကိုကြတော့ရှင်တို့ကြိုက်တယ်လို့ပြောရဲတယ်အဲ့ဒီအာဏာရှင်တွေ ရှင်တို့ကိုရွေးကောက်ပွဲဝင်ခွင့်ပေးထားတဲ့အာဏာရှင်တွေကိုရွေးကောက်ပွဲဝင်ခွင့်မရမှာစိုးလို့ဘာတခွန်းပြောရဲလဲအဲ့တော့မင်းပြရမှာပြည်သူအလုပ်လို့ရှင်ပြောတယ်ပြည်သူကရှင်တို့ရွေးကောက်ပွဲကိုစိတ်ငုံမဝင်စားတာနော်ရှင်တို့ဘက်ကဟလာလူတွေဟလာဘောမတွေကတော့အဲ့ဒီစစ်တပ်အတိုင်းဝိုင်းတွေကတော့စိတ်ဝင်စားမှာပေါ့အနေစားချောင်နေတာဟုတ်နော်တော်လန်ပြည်သူကရှင်တို့ရွေးကောက်ပွဲကို လုံးဝစိတ်ဝင်စားတော့စိတ်ဝင်စားလို့တော့အခုရက်ထဲမှာထွက်လာတယ်မလားနော်စက်ယုံကလူတွေကိုကြံ့ခိုင်ရေးဝတ်စုံနဲ့ဝတ်ခိုင်းပြီးတော့ဟုတ်လားရှင်တို့မဲဆွဲစည်းယုံတာអော်ခိုင်းတာတွေပြီးတော့အိမ်ပေးမပြန်မဲတကားပိတ်ထားလို့ဟိုကရတဲ့နီးနဲ့ထွက်ကြတာတွေနော်ပတ်စံ၃တောင်းပေးတာတွေအမလီတရင်နေမှာရှင်ပွားထနေတာပဲနော်ရှင်တို့ကအရှိန်အနေဖို့အနောက်ကနေပေါ်တာပဲဒီရွေးကောက်ပွဲကိုပြည်သူပြည်သူကမဲပေးရမှာကြောက်လို့ဘလို့ရှောင်ရှားရမလဲမသိလို့စိတ်ညစ်နေကြတာတကယ်နောက်ဆုံး အခြေအနေဘလို့မှယုံထွက်လို့မရတဲ့အခြေအနေမျိုးမှာတမက်နှထင်ချိန်ပြီးတော့မဲတဲ့ခိုင်းမှသာခဲကြမှာအဲ့ဒီပြည်သူတွေကနော်အဲ့တော့ရှင်တို့ကအဲ့ခိုးမဲတွေရှင်တို့မတော်မတရားရထားတဲ့မဲတွေနဲ့တာအဲ့ကြံခံရေးရတက်သွားမှာရှင်တို့လည်းအဲ့နေရာကိုရမှာမဟုတ်ဘူးဟုတ်လားအခုပဲကြည့်လေနော်ဒီရွေးကောက်ပွဲဥပဒေဆိုတဲ့ရှင်တို့ထုတ်လိုက်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့မှာပြည်သူလူထုအယောက်တရာကျော်လောက်ကိုရှင်တို့ခံပြီးထောင်ထဲထည့်ထားပြီးပါပြီအနည်း40ဒီအနည်း30ဒီရှင်တို့ထောင်ချပြီးပါပြီနော်အဲ့တော့ရှင်တို့ရွေးကောက်ပွဲကြီးလူဘလောက်စိတ်ဝင်စားနေသလဲ ဆိုတာစဉ်းစားကြည့်ပေါ့ပြည်သူလူထုစိတ်မဝင်စားလို့တောင်မှပြည်သူလူထုကိုကြောက်အောင်ရွေးကောက်ပွဲဥပဒေနဲ့ညှိစုံးมาတယ်ဆိုပြီးတော့မှရှင်တို့ထောင်ထဲထည့်နေတဲ့ကိစ္စလေရှင်တို့မကြားတာလားဒီသတင်းนี่မကြားတာလားဒီရွေးကောက်ပွဲကိုပြည်သူလူထုစန့်ကျင်နေမှရှင်တို့သိရတာနဲ့ဒီအာဏာရှင်တွေကိုလည်းရှင်တို့ကထောက်တိုင်နေဝိုင်းလုပ်ပေးနေတာရှင်တို့ရမို့ရှင်တို့ရမယ်အခွင့်အရေးတွေပြောရှင်တို့လေအရှက်မရှိသိက္ခာမဲ့ပြောနေပေမဲ့ရှင်တို့ကိုဘယ်ကောင်းမှစိတ်ဝင်စားမှာမဟုတ်ဘူးเนาะအဲ့ဒါကိုတော့တိတိကျကျပြောရတယ် ဟုတ်လားတက်တက်ခိုင်လုံအင်အားကြီးမာပြီးငွေအင်အားလဲတောက်တယ်လူအင်အားလဲတောက်တယ်အမှုပညာရှင်ဆိုတဲ့ထိတ်တန်းအမှုပညာရှင်တွေကိုလဲဆွဲထည့်ပြီးတော့ခေါ်ထားနိုင်တဲ့ပါတီကိုတော့စောက်ကျွေးပတ်နေပါတယ်လို့ကဘာကိုချပြခဲ့တယ်မင်းအောင်လိုက်အဲ့ဒီရွေးကောက်ပွဲရဲ့ရလက်ပဲဒါရှင်တို့လက်ငင်းမြင်နေရတဲ့ရလက်ဒီပဲကဲတော့ဒီပြောင်ကြီးကိုကိုကြီးခေကျူးကတော့နော်ဒါဟိုဘက်လဲမုံဒီဘက်လဲမုံနဲ့ကြားရရငဝက်ချီထွက်မဲ့ကိန်းကိုတော့ဒါကြောင့်နေနဲ့မြင်အောင်နေပါပြီနော်ကဲတော့ဒီညပိုင်းလေးကတော့တည်လာပါပဲ အားပေးကြတဲ့ကျွန်တော်ညီကိုမွန်မတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြပါပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါမယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါစီခင်ဗျာ thank you